ချစ်တဲ့သူတွေအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့တနေ့တာအိမ်ချုပ်တာလေးဈေးသွားတာလေးအပွိုင်းမန့်ရှိတာတွေကိုတော့တနေ့တာလေးတော့ဘလို့ရောက်ရက်ခက်လေဆိုတာပြသွားမှာမလို့ဘလို့လေးကိုအဆုံးထိကြည့်အောင်ပထမအဆုံးနေနဲ့ဒါကျွန်တော်ရဲ့ Royal Custom မှာချရဲ့အမားတယောက်ရဲ့ဒီမှာဒီမှာလေး ဘန်ကောက်ကယူဘရင်နေဝတ်တဲ့နော်ရကန်းရွာနေပို့လိုက်တာတဲ့ဒီမှာကြည့်ပါအောင်နော်သူ့ရဲ့ packaging အစဒါလေးကိုသူ့အတွက် dress ကလေးချုပ်ပေးရမယ်နော်အဲ့ဒီတော့ကျွန်တော်ဒီဥစ္စာလေးကိုတောင်းနေဈေးသွားမယ်နော်သွားတိုက်မယ်ပေါ့နော်အမ်နော်ပေါ်အစာလေးသွားတိုက်ပါမယ်။ကဲပြီးရင်ဒီမှာကျွန်တော်ဖန်တီးထားတဲ့ဝတ်စုံလေးတဲ့အရင်မိတ်ဆက်ပေးမယ်။နော်။ ကဲဒီဝစ်စုံလေးနဲ့ကျွန်တော်ချက်တဲ့လူတွေကိုအရင်မိတ်ဆက်ပေးမယ်เนาะဒါလေးကတော့တချမ်း offshore လေးပါဒီမှာကြည့်ပါဦးကိုလုံးလေးကိုเนาะတော်တော်လေးဖြစ်အောင် drip ကလေးယူထားတယ်ဒီနားမှာ lace เนาะဇာလေးတွေနဲ့လည်းယူထားတယ်เนาะဒီမှာသူ့ရဲ့အသားဟိုပိုးပြောင်လေးနဲ့လည်းယူထားတယ်ပြီးတော့သူ့ရဲ့ ထူးခြားမှုကဘာလဲဆိုတော့ဒီမှာ e လေးเนาะဘေးခွဲလေးယူထားပါတယ်เนาะဒါညီမလေးညနေကျရင် fit in လာမယ်ဆိုတော့เนาะဒါလေးဒါလေးတစ်ထည်ရှိမယ်ဒါလေးကတော့ chicken ရတဲ့အမားတယောက်ရဲ့ hotel ဖွင့်ပွဲအတွက်စီစဉ်ပေးထားတာပါရှမ်းဝစ်စုံလေး witch နဲ့ပူဇော်ထားတဲ့အတွက်သူများနဲ့မတူထူးခြားတဲ့ရှမ်းဝစ်စုံလေးစီစဉ်ပေးထားပါတယ်ဒါလေးတွေဆိုရင်တယိုးလေးတွေနဲ့ရောเนาะဘောချယ်လေးတွေကအဲ့လိုအပြားလေးတွေကိုတက်တက်ရက်ရက်ကလေးဒါလေးတွေဆိုရင်ကြာမောက်ကြာလန်လေးတွေကို တီတီချာချာတီတီချာချာလေးထိုးထားပေးပါရယ်ကဲသူနဲ့တဆက်ထဲမှာပဲဒါလေးကတော့တူတွက်အင်းင်ပေါ့နော်အခုမပြီးသေးပါဘူးအခုမှစတော့အင်းင်လေးကိုလည်းရိုးရိုးရှမ်းအင်းင်လေးမလုတ်ဖဲနဲ့တော့ပြင်တစ်စာလေးနဲ့ပိုးပြောင်လေးနဲ့ထပ်ပြီးတော့ကတော့ကတော့လေးစီစဉ်ပေးထားပါရယ်မပြီးသေးဘူးပေါ့နော်အဲဒီမှာထပ်ပြပါအောင်မယ်ဒါလေးကတော့ညမာလေးအတွက်ပေါ့နော်ဆော့ဆော့ဟာအမေအတွက်ဒါသမီးလေးအတွက်ပါစီစဉ်ပေးထားတာလည်းဒီဇိုင်းမတူတဲ့ရှမ်းဝတ်စုံလေးပါပဲဒီမှာ ှာဆိုရင်လည်းရွှေဘူးနွယ်လေးတွေနဲ့တော့တိတိကျကျလေးကြာမောက်ကြာလန်လေးတွေကိုပို့ပြီးချွတ်ချွာလေးဖြစ်အောင်ကျွန်တော်တို့ကောင်းမြတ်ကထောရဲ့အနုစိတ်လက်ရည်နဲ့ဖန်သီးပေးနေတာပါကဲမပြီးသေးဘူးเนาะဆက်လိုက်ခဲ့ဦးဒါလေးကတော့အဲစီကွတ်အပြည့်စာလေးပေါ့เนาะအောက်ကချိတ်လုံးကြီးနဲ့ဝတ်မှာအပေါ်ကကျွန်တော်တို့ဇာလေးတွေကိုအဲအယုတ်ကလေးမှာ ထောက်ကလေးဖြောက်ပြီးတော့ဒီຢာလေးဆိုရင်ကျွန်တော်ပြီးရင်အခုညှက်ပြမယ်ကွာเนาะဒါလေးဆိုရင်တောက်တီဖြောက်ပြီးတော့ဇာသူ့ရဲ့ဇာကိုလည်းသူ့ရဲ့အကြောလိုက်တိုင်းကလေးပါစေချင်တာเนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီဇာကိုအချက်လိုက်ကြီးယူရပါတယ်ပုံဖော်ထားတာပေါ့เนาะအဲပြီးရင်ဒီမှာကြည့်ကျွန်တော်ဒီမှာဒါလေးကိုညှက်ထုတ်ကြည့်လိုက်မယ်เนาะပြီးရင်ဒီနာက sequence ဒီအချောင်းလေးနဲ့ပြန်ပြီးတော့ ဒီတောက်ကလေးနေရာကိုပြန်အစာထိုးပြီးပိတ်ရမှာပေါ့နော်ဒါလေးရတော့ခဏလေးဘွေနက်ကလေးအရင်ယူထားတာပေါ့နော်ပြီးမှကျွန်တော်လိုချင်တဲ့ပုံလေးကိုထပ်ဖော်ပါမယ်ဒါဇာလေးကဇာတစ်ဆက်သေးရချင်တဲ့အတွက်ကြောင့်အမလေးအဲတစ်ဆက်သေးညက်တာပေါ့နော်မှာချိပါအောင်လက်တွေကို natin mata na ako lah. And dahil yaya ro, ကချင်လေးနှစ်ထည်အင်းစီစဉ်ပေးထားတာဒါလေးကိုအဘွားသူ့ရဲ့အမိတ်လေးကိုအသားပေးထားတယ်အောက်ကလေးမှာခရစ်စတယ်လေးပန်းလေးတွေကိုအနုစိတ်เนาะဒီကနေကောင်းမြတ်ကထောင်းကနေထိုးပေးနေတာပေါ့เนาะအဲဒါလေးမပြီးသေးဘူးပြီးရင်ပုံလေးတွေနဲ့တကွဘလော့လေးနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးပါအောင်မယ်အခုကျွန်တော်ဈေးသေးကိုသွားเสียရှိတယ်ပြီးရင်တနည်းသွားเสียရှိတယ်ဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါ အခုတော့ဈေးရောက်ပါပြီပေါ့နော်ဈေးထဲမှာအခုလိုတဲ့အစလေးတွေလိုက်တိုက်လိုက်အောင်ပဲပေါ့နော်တကယ်တော့လေလိုချင်တာလေးကတော့ဒီအယောင်လေးလိုချင်တာဒါပေမဲ့ဒီအယောင်လေးကလည်းနည်းနည်းလေးနည်းနည်းပါတယ်လို့လို့လေးဖြစ်နေအင်းဒါလေးကတော့နည်းနည်းပို့ပြီးတော့ shining ဖြစ်ပြီးတော့ဒါလေးလည်းပြောင်ပြောင်လေးဖြစ်တယ်ဟွန်းဒါလေးပဲယူလိုက် ငယ်လေးတည်းကဗိုလ်ချုပ်ဆေးကိုလာလို့ရှိရင်မုတ်စားချင်လို့ဆိုပြီးတော့ကျွန်တော်အမြဲတမ်းလိုက်လာပြတာပေါ့နော်။အခုကတော့အလုပ်ကိစ္စရင်းနဲ့လာရတယ်။ကဲဒုတ်ထူးဆိုင်မှာတဲ့။တော့ကျွန်တော်ညီမကစောင့်နေကြာစံသွားစားကြမယ်။နော်လိုက်ခဲ့ပါ။သွားစားမယ်။ကျွန်တော်ဒီ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 ဟာလေးပဲပေး။အချူချိုလား။အဲဦးချိုတို့ဦးပွားတို့ပဲပေး။နော်အဲ့ဒါလေးနဲ့တပွဲစားလိုက်ပါဦးမယ်။စားချပါအောင်။ မစားရကြတဲ့လူတွေတော့လွမ်းနေကြရတာမဟုတ်ဘူးဒီဘုချုပ်စီကဝတ်သားချဆန်ဈေးရောက်ပြီဆိုတော့ဒီကြော်ကြီးဆိုင်ကိုတော့မလာမဖြစ်ပဲညီမရေဟုတ်တယ်ကွာမလာလို့မရဘူးဒီနေ့ဟိုမှာချိတ်ကြီးအစ်စ်တွေရောက်သွားတယ်လို့ပြောတယ်ဟုတ်တယ်အကိုပိုးဆစ်ချိတ်ကြီးများအပလေးစားလိုက်တာကလာဖူးလေးကလာဖူးလောကနေယူရဲ့အစ်စ်ရောက်သွားတယ်တကယ်လို့စားလိုက်တာ ဒီတော့ပါပါဒါလေးရှေ့ချစ်ကလေးဟုတ်တယ်အကိုအာမအမအကိုကပစ္စည်းရောက်မဲ့အချိန်နဲ့လောကကွက်တီနော်အော်အဲ့လိုလားဒီကျေဒီကျေဒါလောလောလလအသိရထားရခဲအေးအဲ့ဒါလေးအဲ့ဒါလေးဟုတ်ပါအဲ့ဒါလေးအဲ့ဒါလေးယူဒီမှာဒီနှစ်အတွက်လေးကရိုးသမီးတော်တော်များများလေးဒီကြည်ပြရောင်လေးကိုဒီကြည်ပြရောင်လေးကြည်ပြရောင်လေးဆိုဒါလေးလဲနော်အဲဒါလေးလဲယူသွားမယ်ရမ်းမှာပဲနော်ထားပေးမယ်အဲရမ်းလာနေတော့လက်ကွင်းဒီမှာ ငါကွင်းရပြီညီမတို့စီမှာချိတ်တီလဲရွေးပြီးပြီဟုတ်ကဲ့ကိုညီမကဗမာမုတ်စားပါအောင်ဆိုနှစ်ခေါက်မခေါ်အောင်မုန်းလေးပြာလေးလဲစားမယ်ဒီခေါပြင်လေးလဲစားမယ်အဲထမင်းလေးပဲเนาะတပွဲစီထည့်ပေးเนาะဟုတ်အေးရောက်မှပဲစားတော့မယ်ညီမလေးတော့ဝဲဝါလိုက်တော့မယ်ဝဲဝါလိုက်ဆိုတော့အေးကနေပါဖြစ်တယ်မမတို့တော့တင်းင်းတင်းင်းကြီးလေးရောနော် ဒီမှာရှိပါအောင်မုတ်တွေလဲဝဲလာတယ်အထုတ်တွေလဲတည်တာတကယ်တော့လေအရင်ရက်တရားဆိုခလေးလေးပါတယ်ဒီရက်ပဲကမအားလို့ခလေးမပါကျွန်တော်ဒီဇိုင်နာရလေတကယ်တော့အဲပိတ်စာရေဆိုရင်လည်းကိုကိုတိုင်းတည်ရတယ်ချုပ်ပြီးသွားရင်လည်းကိုကိုတိုင်းတည်ရတယ်တကယ်တော့မလွယ်ဘူးเนาะဒါ let's go